တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငယ်တော့စစ်တပ်တမကြီးဝင်ခဲ့တဲ့သူ။ကျွန်တော်အဲ့လောက်ထိဟိုခုနကကိုကြီးသူထပြောသူပဲကလေးဘွားတော်ကဟိုကျွန်တော်တို့ကအင်မတန်ပုံသင်ခံခဲ့ရတဲ့သူတွေထဲမှာပါတာပေါ့နော်။ဒါပေမဲ့ကျွန်တော်ရဲ့အသိဉာဏ်အတွေးကောပြောင်းလဲတာ2009မှာအတိအကျပြောင်းလဲသွားတယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်တရုတ်ဆောင်စားလုပ်ကြတယ်ကျွန်တော်မှာရက်လိချက်ကအင်မတန်ပြတ်သားတယ်။ဟိုအဲ့အဲ့တရုတ်ဆောင်စားမလုပ်ခင်မှာကလေးကကျွန်တော်ကျွန်တော်မှာနိုင်ငံရေးအသိတရားရှိတယ်။ကျွန်တော်2009မှာကကျွန်တော်က10တန်းပေါ့နော်။ဆိုတော့2009ရေးခင်းမှာတော့ကျွန်တော်10တန်းအရွယ်ဖြစ်တဲ့အတွက် ကျွန်တော်ကလည်းမြန်မာကိုတွေ့တွေ့ခဲ့အချိန်မှာကျွန်တော်က2000မှာကလေးကဒီဒီလိုခံစားချက်တွေနဲ့အကြောင်းလဲသွားခဲ့တာပေါ့နော်ကျွန်တော်ရဲ့နိုင်ငံရေးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ပတ်ရင်အဖြူရောင်မှုပညာရှင်တွေနဲ့စိတ်သက်ချင်းကြွားချရတဲ့အတ ିକ အကြောင်းရင်းကိုရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အကယ်ဒမီတောင်းမှပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ online နီးပါတည့်ရနေပဲဖြစ်ဖြစ်အခုလည်းအတိအញံဒီအတိအမြင်ပေါ့နော်မပွင့်လင်းကြလို့ပဲဖြစ်ဖြစ် စစ်တပ်ရဲ့အတုံးချခံနေတဲ့ဝါဒဖြန့်စစ်ကားတွေမှာပါဝင်ပြီးတော့တရုတ်ဆောင်မှုကြတယ်အခုထိလည်းချုပ်ဆိုလို့ရှိရင်အဲကျမတို့ကတော့အဖြစ်အပျက်အမှုပညာရှင်လေးပါပေါ့နော်ဒါမျိုးနမိခံပြီးတော့အတုံးတော်ခံတဲ့သူတွေလည်းရှိတယ်အဲကိုတောင်းကြတော့အရင်ကဆိုရင်လည်းဒီမှတ်မိတဲ့လောက်ဆိုရင်အဲ့လိုဝါဒဖြန့်ကားတွေမှာပါဝင်တရုတ်ဆောင်တာမတွေ့ဘူးပေါ့နော်ဘာကြောင့်လဲအဲအဲ့ဒီအကြောင်းလေးပြောပြပါဦးဟုတ်ကဲ့ဟိုကျွန်တော်တော့ငါကမ်းလမ်းကြပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်တရုတ်ဆောင်ဆားလုပ်ကြတယ်ကျွန်တော်မှရက်တိချက်ကအင်မတန်ပြတ်သားတယ်ဟိုအဲ့အဲ့တရုတ်ဆောင်ဆားမလုပ်ခင်မှာကတည်းကကျွန်တော် ကျွန်တော်ကနိုင်ငံရေးအသီးတရားရှိတယ်ကျွန်တော်2009မှာကကျွန်တော်က10တန်းပေါ့နော်ဆိုတော့2009ကိုရေးခဲမှာတော့ကျွန်တော်10တန်းအရွယ်ဖြစ်တဲ့အတွက်ကျွန်တော်ကလည်းမျက်မြင်ကိုတွေ့တွေ့ခဲ့အချိန်မှာကျွန်တော်က2009မှာကလေးကဒီဒီလိုခံစားချက်တွေနဲ့အာကြောင်းလဲသွားခဲ့တာပေါ့နော်ကျွန်တော်ရဲ့နိုင်ငံရေးအသီးတရားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငယ်တော့စစ်တပ်တမကြီးဝင်ခဲ့တဲ့သူကျွန်တော်အဲ့လောက်ထိဟိုခုနကကိုညီသူထပြောသူပဲကလေးဘွားတော်ကဟိုကျွန်တော်တို့ကအင်မတန်ပုံသင်းခံခဲ့ရတဲ့သူတွေထဲမှာပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အသိဉာဏ်အတွေးခေါ်ပြောင်းလဲက2009မှာ အတိအကျပြောင်းလဲသွားတယ်ကျွန်တော်စာအုပ်တွေဖတ်ခဲ့ပေမဲ့လည်းကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာတို့ကိုယ်တိုင်ပြိပိတ်ပြီးပြီးမှဖတ်ခဲ့ရတဲ့စာအုပ်တွေပဲကျွန်တော်တို့တွေနဲ့ကြည်ကျွန်တော်တို့ကြည်ပင်းခဲ့ရတာပေါ့နော်ကျွန်တော်တို့မှာဒီ68လောင်းကပြည်သူတွေဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာကျွန်တော်တို့ကတီးခွင့်ရတဲ့တီးခွင့်ပြီးကြည်တီးခွင့်ရပြီးကြည်ပင်းခဲ့တဲ့လူငယ်တွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဟိုဟိုမေစုဘယ်လိုမျိုးနဲ့ဘယ်လိုမျိုးဖြတ်တန်းပြီးဘယ်လိုမျိုးတီချာတွေနဲ့နေထိုင်လဲဆိုတာတော့ကျွန်တော်တို့ကတီးခွင့်ရပြီးကြည်ပင်းခဲ့တဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကဝါရိုင်းနဲ့ပဲကြည်ပင်းခဲ့ရတဲ့သူတွေဆိုတော့ခုနကကိုညီသူတို့ကပြောသလို ခံစားချက်ကိုပြောတဲ့အကြောင်းကိုကျွန်တော်တို့ကောင်း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 ကြီးအဲဖန်ဆုံးမိတယ်ကောင်းကောင်းကြီးသိတယ်အဲအားကြောင့်လည်းကျွန်တော်တို့အခုတည်းကဒီအာနာရှင်လက်အောက်မှာကြီးပေးမဲ့ကလေးငယ်တွေအတွက်ကြီးရွယ်ပြီးတော့ကျွန်တော်တို့ကစူးစမ်းနေကြတာကျွန်တော်တို့လုံမြောက်ဖို့ကျွန်တော်တို့ပြန်ပြီးတော့ကောင်းစားဖို့အတွက်ကြီးရွယ်တာမျိုးမဟုတ်ဘူးဘာလို့လဲကျွန်တော်တို့ကျွန်တော်တို့အခုလိုတော်လန်နေတယ်ဆိုတော့ကျွန်တော်တို့ခေကောင်းကိုပြန်ပြီးဖို့စူးစမ်းနေမှာပေါ့ကျွန်တော်တို့အမိကျမတော့အမိပါကျွန်တော်တို့တွေကပြန်လည်တိဆောက်တဲ့အခြေအနေတွေကျွန်တော်တို့တွေကတိဆောက်ပြီးရင်ပြန်ပြီးတော့ကုစားမဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ကကြီးပင်းသွားကြရမှာပေါ့နော်ကျွန်တော်တို့ရဲ့တက်တွေကဆိုတော့အခုလည်းကျွန်တော်တို့တွေကဟို ကျွန်တော်တို့အဟိုတိဆောက်ထားသမှအရာလုံးပျက်စီးခံပြီးတော့ကျွန်တော်တို့ချက်တန်းလာတာ၅နှစ်ကျော်၆နှစ်လောက်ရှိပြီအာနာရှင်အာနာရှင်ကိုဒေါ်လာနေနေတယ်ပေါ့နော်အဲ့ဒီအားလုံးကကျွန်တော်တို့မျိုးကျွန်တော်အခုဒီနိုင်ငံတကာမှာ fundraising ပွဲတွေအခုသွားပြီးဆိုတိုင်းလည်းကျွန်တော်ပြောရတဲ့စကားတစ်ခုပဲကျွန်တော်အခုလုပ်နေတဲ့အလုပ်တွေကကျွန်တော်တို့ကျွန်တော်တို့လိုမျိုးကလေးငယ်လူငယ်တွေကိုမကြီးသေးစေချင်လို့လုပ်နေတာကျွန်တော်တို့ရဲ့ဒီလိုဝါရိုက်နဲ့ကြီးပင်းခဲ့ရတာဘယ်လောက်ထိဟိုစိုးတမ်းပြီးတော့ဘယ်လောက်ထိကျွန်တော်တို့ live မှာဒုက္ခဖြစ်ခဲ့ရလဲဆိုတာကျွန်တော်တို့သိဆုံး ဆိုတော့နောက်ဆုံးအကြောင်းမှာတော့ဆရာမကတပည့်တယောက်ပေါ်မှာမတရားတာတခုလုပ်နေတော့ဂျန်တဲ့ចောင်းသားတွေကဝင်မပြောရဲတဲ့ဝင်ဝင်ဝင်ပြောရမှန်းမသိတဲ့ဒီဒီမတရားမှုကိုဝင်ပြောရမှန်းမသိတဲ့အရာမျိုးတွေတင်ကြခဲ့ရတယ်ကြီးပင်ခဲ့ရတယ်เนาะဆိုတော့ဟိုဆရာမလုပ်တိုင်းမှန်တယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့ကျွန်တော်ကကြီးပင်ခဲ့ရတာပေါ့เนาะဆိုတော့ဟိုအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့လိုမျိုးကြီးပင်မှုတွေမဖြစ်ဖို့ကိုကျွန်တော်တွေအခုလိုမျိုးတွေတော်လန်နေကြတယ်အခုလိုမျိုးတွေမတရားမှုတွေကိုအချိန်လုံး all hit ကြောဆိုပြီးတော့နေနေကြတာဖြစ်တယ်ကျွန်တော်တို့ကတွေးသမျှလို live blink တက်တဲ့ လူတိုင်းကလည်းမဟုတ်ဘူးအဲ့လောက်လည်းအတိညာတွေ့တိန်နဲ့ဒေးတိန်နဲ့သေးတိန်နဲ့လူတွေလည်းမဟုတ်ဘူးဆိုတော့အဲ့ဒါကိုအဟိုကျွန်တော်တို့လိုအသက်အရွယ်အတန်းနေပြည်သူတွေကသိပြီးတော့အခုလိုမျိုးတွေဆက်လက်ပြီးဒေါ်လာနေကြတာလည်းဟိုကျွန်တော်တို့လည်းအားရစရာကောင်းပါတယ်ဆိုတော့အခုလိုအခုလိုအချိန်နေကာလာကြီးမှာဒီလိုမျိုးအပြောင်ပြောင်တင်းတင်းသူတို့ဘက်ကအဒီလိုရှုံလုံးပေါ်လာတာကျွန်တော်ကျွန်တော်တက်တော့ကျွန်တော်တို့အတွက်အခွင့်အရေးကောင်းတစ်ခုကျွန်တော်တို့အတွက်အအချိန်ကောင်းတစ်ခုလို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့အခုလို့ ဘာနဲ့ကြာလာတဲ့အချိန်မှာပြည်သူတွေကဝေဝါးမှုတွေအများကြီးရှိလာတယ်ပြီးတော့ကျွန်တော်တို့ဘက်ကဒီဒေါ်လာရေးဘက်မှာလည်းဟိုဝေဝါးနေတဲ့အရာတွေဘယ်သွားလို့သွားမှမသိဘူးဘယ်ဥတီလို့ဥတီမှမသိဘူးနဲ့ဝေဝါးနေတဲ့အဲအရာတွေအများကြီးပဲဖြစ်လာတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအရာတွေကိုပြောင်ပြောင်တင်းတင်းနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အချိန်တွေတခုဟိုဖြစ်ရတယ်လို့ပဲကျွန်တော်မြင်တယ်ကျွန်တော်တို့ဒီဒီလူကြွေးကောက်ပွဲကိုလည်းရွေးကောက်ပွဲကာလမှာလည်းဒီလိုရွေးကောက်ပွဲကာလကြီးကိုငါတို့ဘယ်လိုမျိုးပြည်သူတွေကိုတရားမတရားဘူးတရားကမှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတော့ ပြည်သူတွေဘယ်လိုပြောမှမသိဘဲနဲ့ဒီကြားထဲမှာအစင်စားပြီးတူဝင်နေရတဲ့အခက်အခဲတွေနဲ့ကျွန်တော်လက်ဖြတ်တန်းခဲ့ရတယ်။ဆိုတော့ငါတို့ပြောရင်ရောပြည်သူတွေကတကယ်မြင်နေမှာလား။ကျွန်တော်တို့တော့မှာဒီဝါဒထဲမှာစီမျောနေရတဲ့တွေးခေါ်ရတဲ့ဒီကြားထဲမှာဖြတ်တန်းခဲ့ရတာဒါရိုးသားဆုံးဝင်ခံတာပေါ့နော်။ဆိုတော့ဒီတော့ဒါနိုင်ငံရေးအခြေအနေမှာကျွန်တော်ကြိုးကြိုးဝိုင်းပေါ်မှာရှိတဲ့လက်ဝဲသမားတွေရောက်လို့ပဲပေါ့။ဒါဒါတယောက်တော့လက်ပန်းကျလာတဲ့အချိန်ဆိုတော့ငါရှုံးတော့မှာလားဆိုရဲတွေးမျိုးနှစ်ဖက်လုံးမှာရှိတယ်။ဆိုတော့အဲ့လိုအချိန်မှာအခုလိုမျိုးတစ်ဖက်ကပြုမှုဆောင်ရိုက်လိုက်တာကကျွန်တော်တို့ကဒါမတရားမှုနဲ့တရားမှုကို ထပ်ပြီးထင်တာမြင်တာရှိအောင်ထပ်လုပ်လို့ရတာရပါတော့ဆိုတော့ဟိုတစ်ဖက်ကတော့အချိန်ချင်းမတရားမှုကိုကျူးလွန်နေတယ်တစ်ဖက်ကအချိန်ချင်းအမှုတွေအဲလူသတ်မှုတွေအချိန်ချင်းကျူးလွန်နေတယ်ဆိုတော့ပြည်သူတွေကမြင်ပြီးသားဒါပေမဲ့ဒီနိုင်ငံရေးကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကလက်နက်ကင်လို့ပဲဒီလိုမျိုးတွေဖြစ်နေရတာပါဆိုတဲ့ပုံစံမျိုးချိန်မမတော့ဖန်တီးလာတော့အဲ့လိုမျိုးယုံဒီယုံကြည်နေတဲ့ကလေးငယ်တွေလူငယ်တွေကကိုကြီးသူတို့ပြောလို့အဲ့လိုလူငယ်တွေအများကြီးပဲပြည်တွင်းထဲမှာရှိတယ်ကျွန်တော်လူငယ်တွေလို့သမျှ mainstream တွေ stream တွေ stream တွေ game တွေအများကြီးကျွန်တော်ဝင်ပြီးကြည့်ပြီးလေ့လာပြတယ် သူတို့ mindset တွေအားလုံးထဲမှာလဲအဲ့လိုမျိုးဖြစ်နေမလားပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့အရေးကြီးဆုံးကဟိုအခုလိုချိန်မှာပြည်သူတွေအပြင်ခုနကအကူညီသူတွေပြောသလိုလူငယ်တွေကလည်းအရေးကြီးတယ်လူငယ်တွေရဲ့ပါဝင်မှုလူငယ်တွေရဲ့ဒီပေါ်မှာအလေးနက်ထားမှုကကျွန်တော်တို့ဟိုအာနာရှင်ကိုအဆုံးခန်းတိုင်အောင်ဖြည့်ဆည်းနိုင်မှုတွေအဓိကအရေးကြီးတဲ့ခွန်အားတစ်ခုပဲဆိုတော့လူငယ်တွေကတခြားမြင်ပြီးတော့ဟိုလူငယ်တွေကပဲဒီလိုဒီအာနာရှင်ကအခုတက်တည်လဲမရိုင်းစော်ကားပြီးတော့လူလူတက်ဖြတ်နေတယ်ဆိုတာ အာနာရှင်ကတက်တက်လုံနေတာပဲဆိုတော့တေချာမြင်စေခြင်းလေတေချာသိစေခြင်းလေဒါဝါရမိုင်းတစ်ခုကိုတေချာပလန်ကြကြလူတွေတက်ဖြတ်ပြီးတော့ဖန်တီးနေတယ်ဆိုတော့သိစေခြင်းလေဆိုတော့အဲ့ဒါအဲ့ဒါကိုခုလိုမျိုးအချိန်မှာသူတို့ဒီလိုရုပ်ရှင်လေးတစ်ခုနဲ့ဖန်တီးလိုက်တာကလူတွေကိုအများကြီးအများကြီးအိမ်မက်ကနေနှုတ်ထနိုင်စေတယ်လို့မြင်တယ်အဲ့တော့ကျွန်တော်ကဒီစကားဝိုင်းစာမှာကောင်းပါလေလို့ပြောတဲ့ရွေးချက်ကအဲ့ဒါပဲဘာဖြစ်လို့ဆိုတော့လူတွေလူတွေအိပ်ကျော်ပြီးတော့အိပ်ကျော်ပြီးတော့ဟိုပင်မန်းတော့ငိုက်ငိုက်နေကြတာပေါ့နော်ငိုက်နေတဲ့အချိန်မှာဒါက ိုထားလိုက်စီတဲ့အိမ်မက်ကနေနိုထားနိုင်စီတဲ့အကြောင်းအရာတစ်ခုပဲမတရားမှုတွေကိုနိုထားလိုက်နိုင်စီမဲ့အကြောင်းအရာတစ်ခုလို့မြင်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေကိုယုံတယ်ကျွန်တော်ကလည်းပြည်သူတယောက်အနေနဲ့ပြန်ပြီးတော့ motivation ဖြစ်စီဖြစ်သွားတယ်ဆိုတော့အဲ့ဒါကျေးဇူးများကြီးတင်တယ်အခုလိုဇလန်နေမြတ်ရိုက်ပေးပါလို့ဟုတ်နုပညာသမားတွေဟုတ်ဒီ2021ဆရာနာတိုင်းခါစားတော့ငါဆိုလို့ရှင်လေအဲဘယ်အနုပညာရှင်ပြည်သူဘက်မရက်ဘူးလေပေါ့နော်အကောင်တော့ဝိုင်းချီနေပြီးတော့ social punishment point ကောက်လို့ပို့တော့ အနာစောင့်နေတာပေါ့နော်လူဟုတ်ကြီးကစောင့်နေတာပေါ့အဲ့ဒါပြောစင်လို့ကျွန်တော်အနာစသိတဲ့အချိန်မှာဘယ်သူမှမပါဘူးကျွန်တော်တို့ကအာတော့ချောက်ဟိုဟိုအော်ဟစ်ပြောစုံနေပေမဲ့အဲ့ကြမှာပြူရဟာဟိုလူကိုဘိုက်ကော့ပြီးဒီလူဟာဆဲကြတဲ့အချိန်မှာအဲ့ကြမှာဟာအဲ့ဒါငါတို့ပါရတော့မယ်ဆိုပြီးပါကြတာအားလုံးကအဲ့တော့အိတ်တော်လေကျေးဇူးတင်ပါတယ်လို့မမမရပဲအဲ့တော့ငါဆိုလို့ရှင်လေအဲဂျာမောအရန်သဘောကျတဲ့အဲ့ဒီ ဘယ်လိုပြောရမလဲအဲအမှုပညာရှင်ပေါ့နော်တယောက်ရှိတာပေါ့လေဆိုတော့အဲ့တော့ငါဆိုလို့ရှိရင်အဲ့လိုသူ့ရဲ့ fan meeting တွေပါတယ်ပါတော့တက်ပြီးတော့အရန်ကြိုက်တာပေါ့လေ one ကောက်ရမယ်အထဲမှာသူပါသွားတဲ့ခါကျအဲ့တော့မမှန်ရပါတော့တညာတစ်တီပေါ့နော်ငိုတာပေါ့နော်အဲ့လိုငိုမှုတာပေါ့လေအဲ့လိုအရန်အဲ့လိုအသေးကွဲတဲ့ခန်းစားချက်မျိုးဖြစ်တာပေါ့လေဆိုတော့အဲ့တော့ငါအဲ့လို one ကောက်တည်းက in နဲ့အားနဲ့ဟိုဖြစ်ကြတယ် ဒါပေမဲ့ဒီနောက်ပိုင်းကျတော့ဝိုင်းကော့လုပ်ဖို့အတွက်နှူးစော်တဲ့သူတွေကပဲအစွန်းရောက်နေအစွန်းရောက်နေတဲ့သူတွေပုံစံပြန်ဖြစ်တယ်။သူတို့ကပြည်တွင်းမှာအဲဆင်ဟာနာရှင်ရဲ့ဖိနှိပ်မှုတွေအောက်မှာသူတို့ကဘလို့အခက်ခဲတွေရှိနေလိမ့်ကြမလဲပေါ့နော်။ပြည်သူတွေကအဲ့လိုဟိုကြံဖန်ပြီးတော့အဲ့လိုစာနာပေးကြတာပေါ့နော်။ဒီလိုမျိုးမှမနေနိုင်လို့အိုးပြေအိမ်ပြေနဲ့ဘဝတွေထားခဲ့ပြီးတော့ထွက်လာတဲ့သူတွေအတွက်ကြတော့မဆန်နာဘူးတာပေါ့လေ။ဆိုတော့ဒါပေမဲ့အခုခုနကကိုတောင်ပြောသလိုပဲဒီလိုကားရိုက်ပြီးလို့ကျေးဇူးတင်နေပေါ့နော်။အခုဆိုလို့ရှိရင်တစ်ဖန်ပြန်ပြီးတော့ဘိုင်းကော့တွေကတချို့ပြန်အချိန်ပြန်တက်လာတယ်ပေါ့။ဆိုတော့ ီစာပေဂီတပါဝင်အခုလိုမျိုးရုပ်ရှင်လူပညာတွေတွေကိုလူမှုရေးပြတန်းခတ်တာဝိုင်းကော့လုပ်တာတွေကိုဘလို့နီးလန်းနေနဲ့ဘလောက်ထိထိရောက်ရောက်ထပ်လုပ်ဖို့လုပ်မယ်ဆိုပြီးတော့မခင်လေးထင်လေနည်းနည်းပြောပြပါဦးကျမတို့ကကောက်ယုံမိမဖြစ်ဖို့တော့လိုတာပေါ့နော်ကျမတို့လူမျိုးတွေကနည်းနည်း emotional ဖြစ်တယ်အဲစိတ်ခံစားချက်အလိုက်ကို ဟိုဖြစ်တတ်ကြပြီးတော့တစ်ခါတည်းမှာသွေးအေးသွားတတ်ကြတယ်เนาะဒါကလူမျိုးစရိုက်တဘာဝလို့လည်းပြောလို့ရပါတယ်ဒါဟိုချစ်လက်ရှိတာပေါ့ဒါပေမဲ့အဲ့ဒါမှအဲ့လိုမဖြစ်အောင်ဆိုရင်တော့ခုနကကိုတောင်းတို့လိုအမှုပညာရှင်တွေဟိုလူအများကိုနှွမ်းမိုးနိုင်တဲ့သူမျိုးတွေနောက်တစ်ခါ influencer တွေပေါ့เนาะအခြားစာပေအမှုပညာ အဆုံးပါပဲဒီတော်လှန်ရေးမှာရှိဩစာတက်ရောက်နိုင်တဲ့သူတွေရဲ့အခန်းကဏ္ဍတိတ်အရေးကြီးပါတယ်သူတို့အမြဲတမ်းဟိုတတိပေးနေရမယ်ဘယ်ဟာကိုဘယ်လိုလုပ်တင်နေဆိုတဲ့ဟာကိုအမြဲတမ်းကြောင်းတဲ့အကျိုးနဲ့ပြောနေရမယ်ပေါ့နော်အဲ့တော့အဲ့လို boycott လုပ်တဲ့အခါမှာလည်းကျွန်မအမြင်လေးကိုကျွန်မနည်းနည်းလေးပြောပြခြင်း ਨੇ ဘာလို့လဲဆိုတော့ကျွန်တော်တို့ boycott တို့ social punishment လို့လောက်တာထိရောက်တယ်ထိရောက်လို့ပဲတကယ်တိတိမိမိလုပ်ရင်တကယ်ထိထိရောက်တရချောင်းမျိုးနဲ့အတွင်းစစ်ကြောင်းထိုးလာတော့စစ်တပ်ကို၃ကြိမ်ကြာဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၃ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများတင်စီရရှိ တနင်္လာဤတိုင်းတရက်ချောင်းမြို့နယ်တွင်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကို၃ကြိမ်ကြာဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၃ဦးသေဆုံးပြီးလက်နက်တချို့နှင့်စစ်သားအလောင်းများတင်ဆက်ရရှိခဲ့ကြောင်းထားတူညရခိုင်တပ်ပေါင်းစုပြန်ကြားရေးတာတူညရန်ခမ်းရဲဘော်ရှဲတူကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်စက်တင်ဘာလ၂၉ရက်နေ့တွင်နနက်တဝနာရီခန့်တွင်တရက်ချောင်းမြို့နယ်ကြောက်လီကားရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာနာယီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်တအူးကြာဆုံးခဲ့ကြောင်းသိရသည်စက်တင်ဘာလ30ရက်နေ့တွင်လည်းနနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရေးရဲဘော်တအူးထပ်မံကြာဆုံးခဲ့ကြောင်းသိရှိရသည် ထိုထီတွေတိုက်ပွဲနှစ်ကြိမ်အတွင်းအကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးက9ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောင်းများနှင့်လက်နက်တချို့သိမ်းဆည်းနိုင်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုကိုထဝယ်ခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရသည် ို့ပြင်အော်တိုဘာလ၈ရက်နေ့နနက်07:45မိနစ်ခန့်တွင်လည်းတရက်ချောင်းမြို့နယ်ပတက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ယင်းထီတွေ့တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ဖက်မှ၄ဦးသေဆုံးကြောင်းထိုးတိုက်ခိုက်မှုကိုထဝယ်ခရိုင်တပ်ပေါင်းစုနှင့်မြို့တပ်မဟာ၄တပ်ရင်း၁၂တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်။ဒါပေမဲ့လည်းကျမတို့ကတော့ဟိုဒါကကျမတို့ဦးတဲ့အမြင်မှာ ဟိုတန်တဲ့သူတွေနဲ့လည်းသဘောထားတိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်မယ်ပေါ့နော်ကျမဆိုရင်တော့အဆင့်လေးတွေခွဲပြီး category ခွဲပြီးတော့ကျမဆိုရင်တော့လုပ်ချင်ပါတယ်အဲဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့အရင်ခက်တဲ့ကလည်းစိမ့်တယ်နော်ဒါဟိုရှေ့ခက်တဲ့ကလည်းစိမ့်ခဲ့တယ်မျိုးရိုးစင်ဆက်ကိုစိမ့်ခဲ့တယ်ဒါပေမဲ့အနည်းခက်ရောက်တဲ့အခါမှာတော့ညီကြောင်ဆောင်တဲ့လူတွေလည်းရှိရပဲဒါအခြေအနေရပေါ့နော်အခြေအနေကညီကြောင်ဆောင်ပြတယ်ဒါပေမဲ့တို့ရဲ့အသွေးရဲ့အသားထဲမှာစိမ့်ပြီးသားဒီလိုလူမျိုးတွေရှိတယ်အခုလည်းပေါ်ပေါ်တင်တင်ပြန်စိမ့်တာပဲဒီလိုလူမျိုးတွေကတော့တတ်တတ်တာခါဝရ စုပေးရမှာကျမတို့ကလေနော်သူတို့ဘွားကောက်ကတော့တက်တက်တာထားတာပြင်းပြင်းထန်ထန်ကိုလောက်ရမှာအဲတကယ်လူမျိုးတွေရှိတယ်နောက်တစ်ခုကတော့နောက်တစ်ခုကတော့အခုလိုမျိုးပေါ့ဘာသာပြန်ကြည့်ကားတွေမှာပါတဲ့စက်တက်လုတ်တမဟာကိုအကျိုးတူပူပေါင်းပြီးတော့လုတ်တဲ့ဟာမျိုးတွေဆိုတော့ကျမတို့ကပြက်ပြက်တသားကိုတိတိယောက်ယောက်နော်ရန်သူစင်းကိုအတွင်းပြီးတော့ကျမတို့လုတ်ပြင်အဲတချို့တော့အမှုပညာရှင်တွေကြတော့လေကျမတို့လည်းကိုချင်းစားတယ်အမှုပညာသမားအမှုပညာလုပ်မယ်ကိုတောင်းတို့လိုမျိုးအခြားသောအမှုပညာရှင်တော်လန်အမှုပညာရှင်တွေကြတော့ကျမတို့ရဲ့သူရဲ့ကောင်းတွေသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့အတူသူတို့ရဲ့အမှုပညာအလုပ်ကိုပါသူတို့ထားခဲ့ပြီးတော့ ရောက်တဲ့နေရာကနေပြီးတော့တော်လှန်တာကတော့ဒါပြောစရာမရှိဘူး။ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခြားသောအကြောင်းအမျိုးမျိုးတွေကြောင့်အထဲမှာနေမယ်သို့မဟုတ်ရင်လည်းအငင်းငင်းလေးနဲ့ပေါ့နော်။ဟိုမလွှဲတာလို့လှုပ်တော့လှုပ်မယ်။ဒါပေမဲ့ပပနဲ့နဲ့လင်းလင်းမမာလေးနဲ့စန့်ကျင်တာကိုမပြပေးမဲ့လေမပူပေါင်းဘူးပေါ့နော်။မပူပေါင်းမဲ့နဲ့နေတဲ့လူမျိုးတွေလည်းရှိတယ်။ဒါမျိုးဆိုရင်လည်းကျမတို့ကဘလုံကြီးလေးနဲ့အဲသူတို့ကိုယ့်ဘက်ပြန်ပါလာအောင်ပေါ့နော်။ကိုယ့်ဘက်ပါအောင်ဆိုရတဲ့ပေါ်ပေါ်တင်တင်မရက်သွားအောင်ကျမတို့ကဘလုံမျိုးလေးပညာသားပပလေးနဲ့စီယုံကြမလဲပေါ့။ဒီခါကျရင်မှကျမတို့ကစိတ်ခံစားရတဲ့လောက်ပြောလိုက်ဆိုလိုက်တဲ့ဟာတွေက အဲ့လိုမျိုးအမှုပညာသမားတွေအထူးသဖြင့်တော့စိတ်တဘောရာအင်တန်မှသူတို့ကနူးညံ့တယ်စိတ်ကအရန်တိမ်မှုတဲ့အခါကျတော့ကျမတို့ကအရန်ကြီးအဆုံးရောက်တဲ့ပြင်းပြင်းထန်ထန်ပြောလိုက်တဲ့အခါမှာငကိုတွေကမှသူတို့စိတ်ထဲမှာတိတ်အစင်မပြေနေတဲ့ဟာတစ်ဖက်ကိုတွန်းပို့လိုက်တာမျိုးလည်းမဖြစ်စေချင်ဘူးအဲ့လိုဖြစ်ပြောတဲ့အခါကျတော့ကျမဒါရိုက်တာကိုပေါ့ပြောတာလေးကိုအမြဲတမ်းသွားတရရတယ်ကိုပေါ့ရဲ့အင်တာဗျူးတွေနားထောင်လဲကျမတို့ ਨੇ အခုလိုစကားဝိုင်းတွေမှာပြောရဲဆိုရင်ကိုပေါ့ကဘယ်တော့မှပြင်းပြင်းထန်ထန်သူမပြောဘူးဘာလို့လဲဆိုတော့စီယုံရမယ်ပေါ့အမှုပညာသမားကလည်းစီယုံရေး တတင်အတင်တင်ဆောင်ပြီးတော့ဟိုသူတော့သူတော့ဖြစ်နေတဲ့လူတွေကကိုယ့်ဘက်ပါအောင်တူတူတက်တက်ကလေးနဲ့ထောက်ခံအောင်ပေါ့နော်လောက်ရမယ်ပေါ့သူကပြောခဲ့ဒါပေမဲ့ဒီတစ်ခေါက်မှဆိုရင်တော့ကိုပေါက်ကပြင်းပြင်းထန်ထန်နဲ့သူ့ရဲ့ Facebook မှာတော်တော်ရေးထားတာတွေ့ရတယ်ပေါ့ကိုပေါက်တောင်မှဘလောက်တောင်ခံစားရလဲဆိုတော့ပေါ့နော်ပြောချင်တာကတော့ဟုတ်တယ်ကျွန်တော်တို့အဲ့လိုအဆင့်လေးတွေခွဲပြီးတော့လုံးဝမှကိုယ့်ဘက်ကိုတက်လုံးလည်းမပါခဲ့ဘူးအခုလည်းမပါဘူးနံပါတ်လေးကျွန်မကူတန်းစီကြိုးပြလို့ရတယ်နှစ်ပညာရှင်တွေမှာ Director တွေထဲမှာเนาะအကုန်ရှိတယ်စာရေးဆရာတွေမှာလည်းရှိပြီးသားအရင်ကအညီခက်မှာအဘခက်မှာအဘ အမခင်မှာအမပေါ့နော်အမေခင်မှာအမေကြပြီးတော့အခုတော့ပြန်ပါတဲ့လူတွေလည်းအများကြီးရှိတယ်ဒါမျိုးတွေတော့ကျမတို့ကအမှတ်ရှိရတချို့ကအမှတ်မရှိဘူးလေအမှတ်မရှိကြအောင်အဲ့တော့ကျမတို့ကဒါမျိုးတွေကိုဆိုရင်တော့ပြင်းပြင်းထန်ထန်ကိုဟိုကန့်ကွက်ရမယ်ပြင်းပြင်းထန်ထန်ကိုစန့်ကျင်ပြရမယ်ဒါမျိုးလောက်ပြလိုက်လို့ရှိရင်ကောင်းကောင်းသိတာပါတယ်အခုကျမတို့ဒီကားတစ်ခုထွက်လာလို့ကျမတို့ဘယ်လိုပြောမလဲဒီ စီဝိုင်းလုံထမ်းရှင်တွေဘက်ကနေပြီးတော့ဒီလူတွေကိုနဲ့တော့အလုံးမလုတော့ပါဘူးလို့เนาะအဲကြော်ညာတွေရမ်းရမ်းလက်ခံထားတဲ့ဟာတွေကိုဖြတ်သိမ်းပါတယ်ဆိုတဲ့တင်းတွေလည်းကြားရတဲ့အခါကျတော့တကယ်တော့သူတို့ကိုထမင်းကျွေးနေတာပြည်သူတွေဖြစ်တယ်ပြည်သူတွေကနော်အားပေးမှသူတို့ကပို့ပြီးတော့အလုပ်တွေဆက်လုပ်လို့ရမှာအဲ့တော့ကျမတို့ကဒါပြည်သူကိုစိန်ခေါ်တာဖြစ်တဲ့အတွက်ပြည်သူကလည်းကိုယ့်ရဲ့အဲ role ကိုပြန်ပြီးတော့ပြဖို့လိုတာပေါ့ဆိုတော့အဲ့တော့တပိမောက်မယ်ခုနပြောပြင်းပြင်းထန်ထန်နဲ့ပဲဆက်ပြီးတော့အစဉ်ဆက်မပြတ်လုပ်ဖို့လိုတယ်အဲ့လိုလုပ်မယ်ဆိုရင်လေ တကယ်အမှုပညာရှင်တွေသင်ပေါ်ကြော်ကြားတဲ့လူတွေဩဇာလွှမ်းမိုးနိုင်တဲ့သူတွေကတော့အမြဲတမ်းသတိပေးနေဖို့လိုတယ်ပေါ့နော်တခါတရံကြတော့လေခုနကကျမပြောသလိုပေါ့ဟိုတချို့တွေကတော့ဟိုဟိုအများကြီးလဲရတာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့မှအခက်ခဲကြောင့်တချို့ပါမှုရရှိမယ်ဒါပေမဲ့စိတ်ပါလက်ပါကြီးပါတာမဟုတ်ဘူး အဲအရင်တော့လည်းကျမတို့အမှုပညာရှင်တွေထဲမှာအတင်းအဓမ္မပြောလို့ဆိုွားပြူရတာရှိတယ်ဒါပေမဲ့သူတို့ဖြစ်တယ်လို့လုပ်လိုက်တယ်ဒီစပုတ်ပြီးပြောက်သွားတာပဲပေါ့ဆိုတော့ဒါမျိုးလေးတွေလည်းရှိတာပေါ့အဲ့တော့ကျမတို့ကအချိန်အနေနဲ့အချိန်ခါနဲ့သူ့ရဲ့ဘလောက်စိတ်အားချက်တန်မှုရှိရှိနဲ့ပါတယ်လဲစိတ်ထဲကပါတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့တော့ကျမတို့အစဉ်တန်းလေး